ခင်ဗျားတို့မနေ့ကဒီဇင်ဘာ10ရက်2025မှာဆိုင်တကားတွေပိတ်လမ်းမတွေပုံမှာလူရှင်းပြီးတော့ငါတို့သွေးမအေးဘူးဆိုတာပြလိုက်ကြပါပြီ။ကောင်းပါပြီ။လေးလေးလေးစားပါတယ်။ဒါပေမဲ့ကိုကိုကိုရိုးရိုးသားသားပြန်မေးကြည့်ဖို့လိုပါတယ်။2021တုန်းကစစ်ကောက်စီကိုအတန်တိတ်တပိတ်နဲ့ခြောက်လန့်ခက်တုန်းကခံစားချက်နဲ့အခု2025မှာခံစားနေရတဲ့ခံစားချက်တူရဲ့လား။အဲ့တုန်းကသူတို့ကြောက်ပါတယ်။အခုရောတကယ်ပဲစစ်ကောက်စီကြောက်သေးရဲ့လား။ ဒါမှမဟုတ်ရင်ခင်ဗျားတို့ရဲ့တိတ်ဆိတ်ခြင်းကသူတို့အတွက်အသက်ရှူပေါက်ဖြစ်နေပြီလားဒီဗီဒီယိုမှာ Flow Life Bike ကနေပြီးတော့တော်ရုံမပြောရတဲ့အမှန်တရားကိုခွဲစိတ်ပါမယ်သတိထားပြီးတော့နောက်ထောင်ပေးစေခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒါဟာခင်ဗျားတို့ရဲ့လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ပထမဦးဆုံး data တွေကိုအရင်ကြည့်ရအောင်ပါ။စိတ်ခံစားချက်ကိုခဏဘေးဖက်ထားပါ။2021 December 10 Silent Strike လို့တော့က ရန်ကုန်မန္တလေးနေပြည်တော်မြို့ကြီးတွေမှာ100%နှိပါကိုပဲငြိမ်ချပေါ်ပါတယ်။အဲ့တို့ကစစ်ကောင်စီပါလှုပ်လဲဆိုတာမှန်မိရလား။ AOD တို့မြန်မာနောက်တရင်ဟောင်းတွေကိုပြန်ပြီးတော့ရှာကြည့်ပါ။စစ်သားတွေဟာဆိုင်တွေကိုအတင်းလိုက်ဖွင့်ခိုင်းပါတယ်။ပိုင်ရှင်တွေကိုဖမ်းပါတယ်။ဈေးတဲတွေကိုချိတ်ချောက်ပါတယ်။ဘာဖြစ်လို့လဲ။သူတို့အုပ်ချုပ်လို့မရတော့ဘူးဆိုတဲ့ပုံရိပ်ကိုကဘာကမြင်သွားမှကြောက်လို့ပါ။ Legitimacy တရားဝင်မှုပြောင်းမှကြောက်လို့ဖြစ်ပါတယ်။ဒါပေမဲ့ ဒီကနေ့2025အခြေအနေကိုကြည့်ပါ IFP မြန်မာနဲ့ BBC ရဲ့စစ်ရေးတုံ့တက်ချက်တွေမှာပါပါတယ်တစ်ဆက်တစ်ဆက်ခွန်စစ်စစ်ရေးနောက်ဆက်တွဲ line တွေနဲ့အတူမြန်မာနိုင်ငံမြို့ပေါင်း60ကျော်ဟာတော်လိုင်းတပ်ဖွဲ့တွေလက်ထက်တောင်းနေပါပြီညပိုင်းမှာဆိုရင် launch show တော့ချက်သွားပါတယ်ရခိုင်မှာဆိုရင်အန်လည်းချက်သွားပါပြီတော်လိုင်းအင်အားစုတွေဟာတဖြည်းဖြည်းနဲ့မန္တလေးနောက်ကိုကတ်လာပါပြီဒီအချိန်မှာခင်ဗျားတို့ဆိုင်ပိတ်တော့ကိုမရလိုက်ဂယူဆိုင်မဲ့ထင်လို့လားလောရပါပဲမဆိုင်ပါဘူး သူတို့ဂယုစိုက်တာကလေရင်စီတွေခဲရမ်းတွေပဲဖြစ်ပါတယ်ခင်ဗျားတို့စိုက်ပိတ်လိုက်တာကမှသူတို့အတွက်တည်ယူပို့ဆောင်ရေးလမ်းကြောင်းရှင်းပြီးတော့စစ်ကားတွေမောင်းလို့တော့မှပို့ပြီးခရီးရောက်သွားသိမ့်နိုင်ပါတယ်လမ်းပေါ်မှာရှိနေတဲ့တော်လိုင်းအင်အားစုတွေဟာ silent strike အတွက်အတန်ထိတ်နေတဲ့အခြေအနေဆိုရင်သူတို့သွားရေးလာရေးပို့ပြီးချုံမွေးပါတယ်ဒါကြောင့်ကျွန်တော်အတိအလင်းကိုပြောရဲပါတယ်2025မှာ silent strike လောက်တာဟာ moral victory စိတ်ဓာတ်စစ်စစ်ရေးနိုင်ွယ်တသက်ပဲရှိပါတော့တယ် strategic victory စစ်ဖြူဟာနိုင်ွယ်လောကမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အချက်နှစ်ချက်နဲ့ပြောပြပါမယ်နံပါတ်1 target ship ပြင်းမှတ်ဟာပြောင်းသွားပါပြီ2021တုန်းကပြင်းမှတ်က legitimacy ဟုတ်ပါတယ်ငါတို့မင်းတို့ကိုအစိုးရအဖြစ်လက်မခံဘူးဆိုတာကိုပြတာ2025ပြင်းမှတ်ဟာ territory နာမည်စိုးမိုးမှုဖြစ်သွားပါပြီ နည်းမြေလို့ချင်ရင်တကားပိတ်နေလို့မရပါဘူးတကားဖွင့်ပြီးတော်လိုင်းရေးကို ထောက်ပံ့မှပါဝင်မှရမှာဖြစ်ပါတယ်နံပါတ်1က economic impact စီးပွားရေးထိုးနှက်ချက်ပါကမ္ဘာ့ဘဏ်2024-2025အစီရင်ခံစာတွေမှာကြည့်ပါမြန်မာစီးပွားရေးဟာပြတ်သုံးလူနေပါဖြစ်နေပါပြီခင်ဗျားတို့တရက်ဆိုင်ပိတ်လို့စစ်ကောက်စီအခွန်မရတာထက်ပြည်သူတွေအချင်းချင်းစားဝတ်နေရေးကြက်တဲပြီးတော်လိုင်းထောက်ပို့နိုင်အောင်ဖန်လေးကြောက်သွားမှာကပို့တော်ဆိုးရိမ်စရာကြောက်စရာကောင်းပါတယ် အဓိက PDI ရဲဘော်တွေလိုအပ်နေတာက တိတ်ဆိတ်မှုမဟုတ်ပါဘူးကြီးစံဖို့အသက်ကက်ဖို့ထောက်ပံ့ရေးငွေလိုအပ်နေတာဖြစ်ပါတယ်ခုလိုပြောလို့ဒီနေရာမှာတချို့နိုင်ငံရေးသမားတွေဒပိတ်တကြွလှောက်ရှားသူကော်မတီဝင်တွေညင်းကြပါလိမ့်မယ်မဟုတ်သေးဘူး Thailand Strike ဆိုတာနိုင်ငံတကာကိုငါတို့ကဆက်ပြီးတော့တော်လန်နေချောင်းပြတာဆိုပြီးတော့ပြောပါလိမ့်မယ်သွေးစည်းညညမှုကိုပြတာအားလုံးတက်ကြွသောပါဝင်တယ်ဆိုပြီးတော့ပြောကြပါလိမ့်မယ်လက်ခံပါတယ်ဒါပေမဲ့အဲ့ဒီအမြင်မှာကကြီးမားတဲ့ logical fallacy ရုပ်တိရှိတဲ့အမားလိုမျိုးတစ်ခုရှိနေပါတယ်။ဆိုလိုချင်တာကနိုင်ငံတကာကခင်ဗျားတို့ညီညွတ်မှန်းကိုသိပြီးသားပါ။၂021တကတည်းကသိတာပါ။သူတို့လိုချင်တာက unity မဟုတ်ပါဘူး။ resort ရလတ်ပါ။ကုလသမဂ္ဂအနေနဲ့ကြီးညာချက်ထောက်ရုပ်ထက်ပိုမလုံးနိုင်ဘူးဆိုတာလွန်ခဲ့တဲ့၄နှစ်လုံးလုံးရေဝါထစ်ထင်ကိုတက်တည်ပြခဲ့ပြီးပါပြီ။အဲ့လိုပဲနိုင်ငံတကာကလည်းစိုးရိမ်တယ်ရှုတ်ချတယ်လောက်ပဲပြောနိုင်ပါတယ်။ လက်ရှိအခြေအနေမှာစစ်ကောင်စီဟာလည်းအချက်မရှိတော့ပါဘူးဒီအတွက်အချက်မရှိကြောင်းပြောလို့မရပါဘူးအကြောက်ပဲရှိပါတော့တယ်စိုက်ပိတ်တာကိုသူတို့မကြောက်ပါဘူးစိုက်ပိတ်တာကစစ်ကောင်စီကိုမကြောက်စိတ်ပါဘူးဒရုန်းပုတ်တီတိုက်ခိုက်အင်အားစုတွေတိုးလာတဲ့အခြေအနေနဲ့မြေမထိတ်ထုတ်နိုင်တော့မှကမှသူတို့ကြောက်တာဖြစ်ပါတယ်ပြီးတော့ပို့အရေးကြီးတဲ့အချက်ကိုတတိထားကြည့်ပါ AC AED ရဲ့ data တွေမှာစစ်ကောင်စီဟာ မြို့ပေါ်မှာ CCTV တွေ AI နည်းပညာသုံးမျက်နှာဖတ်တဲ့စနစ် facial recognition တွေတပ်ဆင်ထားတာ2024နှစ်အကုန်ပိုင်းမှာဆိုရင်အများကြီးကိုတိုးလာပါတယ်ဆိုလိုချင်တာကခင်ဗျားတို့အဲ့ဒီထဲမှာညင်နေတဲ့အချိန်ဟာသူတို့အတွက်ဘယ်သူတွေကငါတို့ထောက်ခံတယ်သူလဲဘယ်သူတွေကမထောက်ခံဘူးလဲဘယ်သူတွေက active ဖြစ်နေလဲဘယ်ရက်ခွက်ကခေါင်းမလဲဆိုတာတွေကိုမြေပုံဆွဲဖို့အကောင်းဆုံးအချိန်ဖြစ်သွားနိုင်ပါတယ် silent strike ဟာသူတို့အတွက် integratory သတင်းအချက်လက်စုဆောင်းခြင်းဖြစ်သွားနိုင်ပါတယ်ရှင်းရှင်းလေးမြင်အောင်ကျွန်တော်ဥပမာနဲ့ပြောပြပါမယ် silent strike ဆိုတာရင်နစ်နေတဲ့တင်ဖော့ပေါ်မှာလော်ဒက်မလော်ပဲနဲ့လက်ပိုက်စင်တာပြနေတာနဲ့တူပါတယ်တင်ဖော့ကပ်တိန်ဖြစ်တဲ့စစ်တပ်ဟာအယူထပြီးတင်ဖော့ဝန်ဘက်ကိုတင်းနန်းနဲ့ပစ်ဖောက်နေပါပြီ2021တုန်းကတော့ငါတို့မလော့ပေးရင်မခီးမရောက်ဘူးဆိုပြီးချိတ်ချလို့ဖိအားပေးလို့ရပါတယ်။ဒါပေမဲ့အခု2025မှာတင်ဖို့ဟာမြုပ်ခနီးနေပါပြီ ရေကလက်ဘေးလောက်ထိရောက်နေပါပြီအဲ့ဒီချိန်မှာလက်ပိုက်ပြီးငြိမ်နေလို့တော့ဘာမှထူးမလာပါဘူးကပ္တိန်ကိုဝင်လှုပ်ပြီးတက်ကို လူမသားရတော့မှဖြစ်ပါတယ်ငြိမ်သက်နေချင်းဆိုင်းလန့်ဟာအစပိုင်းမှာလက်နက်ဖြစ်ပေမဲ့အခုလိုအစောတက်ကလာအန်ဂိမ်းမှာတော့ကိုသိတွင်ကိုတူးချင်းပဲဖြစ်သွားနိုင်ပါတယ်တချို့ကပြောမှာပေါ့ဒါဆိုဘာလုပ်ရမလဲလမ်းပေါ်ထွက်ပြီးတော့ငါတို့ကအပြစ်ခံရမှာလားမဟုတ်ပါဘူးအဖြေကရှင်းပါတယ် silent with purpose ရည်ရွယ်ချက်ရှိတဲ့တိတ်ဆိတ်ခြင်းမျိုးလောက်ရမှာပါမဆိုလဲအိမ်ထဲမှာနေကြပါတယ် silent strike မှာမဟုတ်ပါဘူးတော်ရုတ်တရုတ်ဒီကာလမှာအပြင်ထွက်တာမျိုးနဲ့အဆူညာပူညာပျော်ပဲရှင်ပွဲတွေကိုမလောက်တာပုံများပါတယ်ကျွန်တော်အကြံပြုချင်တာကခင်ဗျားတို့လောက်ကိုလောက်ရမဲ့အလောက်သုံးခုဟာအတန်တိတ်တပိတ်ရှိရှိမရှိရှိလောက်တဲ့ချက်တွေပါနံပါတ်1အိမ်မှာနေရင်းနဲ့အလကားဖုတ်ပေါ်တာမျိုးမလောက်ပါနဲ့ economic boycott စီးပွားရေးပိတ်ဆို့မှုလိုမျိုးကိုကြားတဲ့နေလန်ကနေအချိန်မြင့်တင်ဖို့လိုတယ်ဥပမာ စစ်တပ်ထုတ်ကုတ်ကိုလောက်ဝမတုံးတဲ့အခြေအနေမျိုးမဟုတ်ရင်တော့ပဲလောက်ဝ short ချပြတ်တာမျိုးပါလက်စစ်မီတာခမဆောင်မရတဲ့အခြေအနေမှာတော့ရတလအခြေဆွဲပြီးတော့နောက်ဆုံးမှသာတွားပြီးတော့ဆောင်တာမျိုးအခွန်မဆောင်တာမျိုးတရပိတရဆိုင်ပိတ်တာထက်အဲ့လိုလောက်ရက်မျိုးကပို့ပြီးထိရောက်ပါတယ်တယောက်ချင်းစီတိုင်းအခြေဆွဲပြီးတော့စစ်ကောက်စီရဲ့ဝင်ငွေရလမ်းကြောင်းပိတ်ဆို့တင်ပါတယ်နံပါတ်1ကတရင်အချက်လက်ကိုကျွန်တော်တို့ပြည်သူတိုင်းစုဆောင်းတက်ဖို့လိုပါတယ် ဒီကနေ့လမ်းပေါ်မှာဘယ်နေရာစစ်စေးရိတ်ခိတ်တွေတိုးလာလဲဘယ်နေရာမှာ CCTV အစ်စ်တပ်ဆင်ထားလဲဒါကိုကိုဘတော်ကမှတ်တမ်းတင်ထားဖို့လိုတယ်အတန်တိတ်တပိတ်ရက်မှာစစ်ခွေးတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ပြီးတည်င်းပို့တာမျိုးအချင်းချင်းစကောက်နောက်ဝါတွေချိတ်ဆက်ပြီးတော့ပြောဆိုတာမျိုးလုပ်သင့်ပါတယ်စစ်ကောက်စီကခင်ဗျားတို့ကိုစောင့်ကြည့်နေတယ်လို့ခင်ဗျားတို့ကလည်းသူတို့ကိုပြန်ပြီးတော့စောင့်ကြည့်ဖို့လိုပါတယ်အချက်လက်တွေမျှဝေဖို့လိုပါတယ်နံပါတ်၃ချက်ကတော့ တို့ဘာလုပ်ပေးလို့ရမလဲဆိုတာမမေးပါနဲ့ဒါဟာမေးရမယ့်အခြေကိုကြော်သွားပါပြီငါတို့ဘလောက်ပို့ပြီးထဲဝင်နိုင်မလဲဆိုတာကိုမေးပါစစ်ကိုအမြန်ပြီးဆုံးချင်တယ်ဆိုရင်မြို့ကြီးတွေကလူတွေရဲ့ active participation တက်ကြွစွာပါဝင်မှုမဖြစ်မနေလိုပါလေငွေအားလူအားသတင်းများဝေမှုအားပို့ပြီး site ထဲဖို့လိုပါလေအနည်းဆုံးတော့ခင်ဗျားတို့ယုံကြည်တဲ့ခင်ဗျားတို့ရွေးချယ်ထားတဲ့ကျူမာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်ကလစ်လောက်ပေးနေဖို့လိုပါတယ် ညီကောင်းချုပ်အနေနဲ့မေးချင်ပါတယ်ဒီနေ့ခင်ဗျားအိတ်တန်းမှာနောက်နေ့ခင်ဗျားအိတ်တန်းမှာတိတ်တိတ်လေးနေနေတာဟာတော်လာရုပ်ကိုထောက်ခံလို့လားဒါမှမဟုတ်သူများတွေလာခဲ့မှာကိုစောင့်ရင်ကြောက်လို့ပုန်းနေတာလားအဲ့ဒီဖြစ်ပေါ်မှာကျွန်တော်တို့မြန်မာပြည်အနာဂတ်မူတည်နေပါလိမ့်မယ်အတန်တဲယုံနဲ့စစ်အာဏာရှင်ဟာမပြုတ်ကြပါဘူးလောက်ရနဲ့မှပြုတ်ကြမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအမြင်ဘယ်လိုရှိပါသလဲ Silence Strike ကအခုချိန်မှာတကယ်ရောထိရောက်မှုရှိသေးရဲ့လား comment မှာဝင်ပြီးတော့ဆွေးနွေးပေးခဲ့ပါဦး ဒီဗီဒီယိုဟာအမြင်အသစ်တစ်ခုကိုပေးနိုင်ခဲ့တယ်ဆိုရင်တော့ like and share လုပ်ပြီးတော့အခြားသူတွေကိုပါမျှဝေပေးပြီးတော့ notification ပေးလိုက်ပါခင်ဗျာကျေးဇူးတင်ပါတယ်